ီနေ့တော့ဆာလံနံပါတ်45ဖြစ်ပါတယ်။အခန်းကြီး45အငယ်1မှ9ငါစိတ်နှလုံးဒီမင်္ဂလာစကားနှင့်ပွက်ထလျက်ရှိ၍ငါစီရင်သောအရာကို ရှင်ပြေရှိတော်၌မွဲ့ဆိုပြီးအံငါရှာသည်လေလိမ္မာကျွမ်းကျင်သောစီအီကညစ်ဖြစ်ရ၏ကိုရိုဒီလူမျိုးထက်အစင်းလှပါ၏နှုတ်တော်ဒီကျေးဇူးစကားနှင့် ပြည့်စုံပါ၏ ထိုကြောင့်ဘုရားသခင်သည်ကိုရော့ကိုအစဉ်အမြဲကောင်းချီးပေးတော်မူ၏တကိုးကြီးသောရှင်ဘုံတရေတော်ဖြစ်သော ကိုရော့၏ဓာကို ပေါင်တော်၌စီးတော်မူပါတစ္ဆာတရားနုညံ့ခြင်းတရားဖြုံးမခြင်းတရားကြောင့်အတရေတော်ထင်ရှားလျက်အောင်မြင်၍စီးသွားတော်မူပါလက်ရလက်တော်လည်းကြောက်မဲ့ဖွယ်သော အရာကို ကိုရော့အားပြပါလိမ့်မည်ရှင်မြင်ဤရန်သူတို့နှလုံးထဲမှမြားတော်သူသည်ထက်သည့်ဖြစ်၍ လူတို့သည် ခြေတော်အောက်၌လဲချပါ၏။အိုဖျားသခင် ကိုရောဤပလင်သည်နေဆသာဝရပလင်ဖြစ်ပါ၏။ကိုရောဤနိုင်ငံသည်တရားသဖြင့်စီရင်သောနိုင်ငံဖြစ်ပါ၏။ကိုရောသည်ဖြောက်မချင်းတရားကိုနှစ်သက်၍မတရားသော အမှုကိုမုန်းတော်မူ၏။ထိုကြောင့်အိုဖျားသခင်ကိုရောဤဖျားသခင်သည် ကိုရောဤအပေါင်းဖော်တို့ထက် ကိုရောကိုချီးမြှောက်၍ဝမ်းမြောက်ခြင်းစီနှင့်ဗိတ်သိက်ပေးတော်မူပြီး စင်စွဲဘုဘိမှန်တဲကထုတ်သောအဝတ်တစားရှိတဲ့မြတ်တို့သည် မှုရန်အကျော်တိကျဘူအမွေးနှင့်ပြည့်စုံ၍နှစ်သက်တော်မူပွဲဖြစ်ကြပါ၏အပြည့်ပြည့်သော မင်းသမီးတို့သည်မုံမမိတ်တန်အဝင်ဖြစ်၍လက်ရတော်ဘက်မှအောဖိရရွှေတစားဆင်သောမြောက်သားတော်နေရာဖြစ်ပါ၏အငယ်၁၀မှ၁၉ငါသမီးနားထောင်လို့ဆင်ကျင်၍နာယူလို့ ကိုအမျိုးသားချင်းနှင့်ကိုအဖအိမ်ကိုမေ့လျော့လောတို့ပြုလျင်တင်လှသောအစင်းကိုရှင်မြင်းသည် နှစ်လိုစုံမဲ့တော်မူမည်သူသည်တင်းအရှင်ဖြစ်သောကြောင့်သူကိုကိုးကွယ်လော့တုရုမင်းသမီးမှဆ ảy ၍လူစုတွင်အဥ္စာရတသောသူတို့သည်လည်းလက်ဆောင်ပနာပါလျက်တင့်ကိုဖြောင်းဖြတ်ရကြလိမ့်မည် ရှင်မြင်းဤသမီးတော်သည်အတွင်း၌ဂုံတလေတက်တက်ရှိ၏ ရွေဖြစ်ကျလေသောအဝတ်စားကိုဆင်၏ဇာနစ်ကာလျက်ရှင်မင်းထံသို့ဆောင်ခဲ့ရ၏နောက်လိုက်သောသူ အပေါင်းဖော်အပြူတော်များကိုလည်းကိုရော့ထံသို့တွင်းရလိမ့်မည်ဝမ်းမြောက်ရွှင်လန်းသောအချင်းရာနှင့်ဆောင်ခဲ့၍ရှင်မင်းဤနန်းတော်သို့ဝင်ရကြလိမ့်မည်ကိုရော့၏အဖများကုစားသားများကိုရ၍မြေကြီးတွင်လုံးတွင်မင်းအရာ၌ခံထားတော်မူလိမ့်မည်အကျွန်ုပ်သည်ကိုရော့၏နာမကို လူမျိုးအစဉ်ဆက်အောင်မေ့ကြော်စောစေသည်ဖြင့်လူမျိုးတို့သည်ကမ္ဘာဆက်ဆက်ကိုရော့ကိုချီးမွမ်းကြံ့လက်တန့်သည်ဒီနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်